အားလုံးပဲမင်္ဂလာပါကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီကနေ့မှာတော့တံပေါ်ကိုစီမေးလောင်ပြကြတရုတ်တနင်္ဂနွေလုံးမေးလောင်မှုနဲ့ပောက်ကွဲမှုတွေမှုပွန့်တိုင်များတိုးတက်နေတဲ့အကြောင်းတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် နိုဝင်ဘာလ29ရက်နေ့ညဘက်မှာကွန်ရှိခရိုင်ပေဟိုင်းမြို့ကချောင်းနယ်ဆက်ကုံသွဲရေးစိတ်ခံတရာမှာငါးဖမ်းလေတစည်းမိလောင်ခဲ့ပါတယ်။အဲ့ဒီမိက အနီအနာကအလီရှစ်စည်းကိုပါကူးဆက်ခဲ့ပါတယ်။အားလုံးမိလောင်ပြကြသွားခဲ့ပါတယ်။အခြေအနေကအရန်ဆူရွားခဲ့ပါတယ်။အွန်လိုင်းမှာတင်ထားတဲ့ဗီဒီယိုတွေမှာပြင်းထန်တဲ့မိတောက်တွေနဲ့မိုးပေါ်မှာမဲမောင်နေတဲ့မိခိုးကြီးတွေပြတ်တက်ခဲ့ပါတယ်။မိရဲ့အနီအောင်အလင်းအောင်ကညဘက်ကိုဖုံးလွှမ်းသွားခဲ့ပါတယ်။ တချို့လူတွေကအဲ့ဒီနေရာမှာမင်းငိမ့်တက်ဖို့စူးစမ်းခဲ့ကြပါတယ်။လူအများအပြားကသူတို့ရဲ့အစိုးရမှုတွေကိုဆိုရှယ်မီဒီယာမှာဝေမျှခဲ့ကြပါတယ်။တဦးကတော့အေယာမဝန်ခင်ပေဟိန်စိတ်ခံတရမှာမိလောင်တာမင်ခဲ့ရတယ်လို့ပြောပါတယ်။သူတို့အရန်စိတ်ပူပြီးကြောက်ရွံ့ခံစားနေရတယ်လို့ပြောပါတယ်။နောက်ပိုင်းမှာငါဖန်လေအများအပြားမိလောင်ခဲ့တာကိုသိခဲ့ရပါတယ်။ပြည်စည်းဆုံးရှုံးမှုကကြီးမားခဲ့ပါတယ်။နောက်တဦးကတော့ဆိုရှယ်မီဒီယာဖွင့်လိုက်တဲ့အခါမိလောင်မှုဗီဒီယိုအများအပြားကိုမြင်ခဲ့ရတယ်လို့ပြောပါတယ်။ သူတို့ကမနှပြန်ဟာအမဲရမေးရဘူးလို့ပြောပါတယ်အဲ့ဒီညကလူအများအပြားအိတ်လို့မရခဲ့ကြပါဘူးမြန်မြန်တက်တင်တို့ရဲ့အဆိုအရမေးလောင်မှုဟာ28ရက်နေ့ည9:40မိနစ်မှာစတင်ခဲ့တာလို့ဆိုပါရယ်။လေတွေပေါ်မှာဘသူမှမရှိပါဘူး။မင်းငိမ်တက်ပြီးတဲ့နောက်လေတွေဟာမေးလောင်ကျွမ်းထားတဲ့အယိုးစုတွေပဲကြံပါတော့တယ်။မြန်မြန်တက်တီတအိုးကလေတွေပေါ်ကဒီဇယ်စီနဲ့တခြားမေးလောင်လွယ်တဲ့ပျက်စီးတွေကြောင့်မိကပူဆိုးသွားတယ်လို့ပြောပါရယ်။မိခိုးတွေကိုကီလိုမီတာအတော်ကြာကနေတောင် မြင်နိုင်ခဲ့ပါတယ်။စိတ်ခံတရာကငါးဖန်းသမားတွေထွက်ပြေးခဲ့ရပါတယ်။အဲ့ဒီနေရာကအရန်ရှုပ်ထွေးပလောရိုက်သွားခဲ့ပါတယ်။မျက်မြင်တက်တီကမိသက်လေကပြက်နေတယ်လို့လည်းပြောခဲ့ပါတယ်။မေးလောင်နေတဲ့လေတွေစီမရောက်နိုင်ခဲ့ပါဘူး။ရေလုံငန်းစီမံခန့်ခွဲရေးကယ်ဆယ်ရေးအဖွဲ့ရောက်လာတဲ့အခါမှာတော့အရန်နောက်ကျနေခဲ့ပါပြီ။သူတို့ကလေတွေမေးလောင်နေတာကိုကြည့်နေခဲ့ရတယ်လို့ပြောပါတယ်။ပြစီရှုံရှုံမှုကတန်းချီရှိမယ်လို့သူတို့ကယုံကြပါတယ်။ဒေတာခန်တအူးကတော့မီးလောင်နေစဉ်အတွင်း ပောက်ကွဲတန်တွေကြားခဲ့ရတယ်လို့ပြောပါတယ်။အဲ့ဒီပောက်ကွဲတန်တွေဟာတန်းွေတိုင်ကနေလာတာလားတခြားတစ်ခုကနေလာတာလားဆိုတာသူမသိခဲ့ပါဘူး။မိကတော့၃နာရီကနေ၄နာရီအထိ လောင်ကျွမ်းခဲ့ပါတယ်။တကောင်ကြောတဲ့အထိလောင်နေတော့ပါပဲ။တချိန်တည်းမှာပဲတခြားငါးဖန်းသမားတွေကသူတို့ရဲ့ငါးတွေကိုကဲတင်ဖို့စူးစမ်းခဲ့ကြပါဗါတယ်။အဲ့ဒီနေရာကိုပိတ်ထားလိုက်ပြီးငါးတွေပုတ်သွားမှာကိုသူတို့ကြောက်ခဲ့ကြပါဗါတယ်။ ပြည်ဟိုင်မြို့ဟန်ရန်ခရင်အစိုးရကနိုဝင်ဘာလ28ရက်နေ့မှာတော့မေကူနာနဲ့တနာရီ20မိနစ်မှာမိငိမ့်တက်နိုင်ခဲ့တယ်လို့သတင်းပို့ခဲ့ပါတယ်။တည်ဆုံးတန်ရာရသူတွေမရှိဘူးလို့ပြောပါတယ်။မိလောင်ရတဲ့အကြောင်းရင်းကိုစုံစမ်းဆက်ဆေးနေပါတယ်။ဆုံးရှုံးမှုတွေကိုလည်းဆက်ဆေးနေဆဲပါ။ဒါပေမဲ့တချို့အင်တာနက်သုံးဆွဲသူတွေကဒီတစ်ချက်ကိုမိခွန်းထုတ်ခဲ့ကြပါတယ်။မိလောင်မှုဗီဒီယိုအများအပြားကိုမြန်မြန်ဖြစ်ပြခဲ့တဲ့အတွက်အာနာပိုင်တွေဟာတည်ဆုံးတန်ရာရသူတွေကိုဖုံးကွယ်ထားတာဖြစ်နိုင်တယ်လို့သူတို့ကပြောခဲ့ကြပါတယ်။ ဘီအန်ဒရယ်အများအပြားအတွက်အာနာပိုင်တွေကတခါတရံအရန်တစ်တစ်ဆိတ်ဆိတ်ပဲသတင်းပို့ကြပါဗါးဖြစ်နိုင်တော့အသေးစိတ်အစဉ်ခန္ဓာကိုရှောင်ကျဉ်ကြပါရစေ။နှစ်တွေးကြလာတာနဲ့အများတရုတ်အစိုးရဟာအတိတ်ကမတော်တဆမှုတွေမှာတည်ဆုံသူအရေးအတွက်ကိုတခါတရံ short ချတာဒါမှမဟုတ်ပြောင်းလဲတာလိုမျိုးလုပ်ခဲ့တယ်လို့လူတွေသိထားခဲ့ကြပါရစေ။နိုဝင်ဘာလ26ရက်နေ့ညနေ9:00လောက်မှာတော့ဘေကျိုးမြို့မှာကြီးမားတဲ့ပောက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါရစေ။ အတန်ကအရန်ကျေလောင်ခဲ့ပါတယ်။အိမ်များစွာကပရင်ပေါက်တွေနဲ့အမှန်တွေကွဲကြေကုန်ပါတယ်။တကားတွေကွင်းဝတ်သွားခဲ့ပါတယ်။မင်းကျက်တွေပြိုကျခဲ့ကြပါတယ်။အနီအနာကမူလာဒန်းကျောင်းရဲ့ကျောင်းနေရန်တစ်ခုပြိုကျခဲ့ပါတယ်။ကျောင်းဝန်အတွင်ကအဆောက်အုံတွေစုစုရွရွပျက်စီးစေခဲ့ပါတယ်။လမ်းပေါ်မှာရပ်ထားတဲ့ကားတွေလည်းပျက်စီးကုန်ပါတယ်။ဗီရိုမှာတော့ပောက်ကွဲမှုအများအပြားဖြစ်ပွားပြီးတဲ့နောက်မိုးပွန့်တိုင်တွေထိုးတက်နေတာကိုပြသခဲ့ပါတယ်။ တခြားပြည်သူတွေမှာတော့မြပြင်းတွေပေါ်မှာတာမဏိအချောင်းတွေပေါ်နေတာပြိုကျနေတဲ့နယံတွေ၊ကွဲအပ်နေတဲ့အုပ်ပုံတွေကိုပြသခဲ့ပါတယ်။2ကီလိုမီတာလောက်အကွာကအဆောင်ကျရေးကင်မရာမှတ်တမ်းကလည်းကျဲလောင်တဲ့အတန်းကိုမှတ်တမ်းတင်ထားပါတယ်။အဲဒါကတော့ print box တွေလည်းကွဲကြေကုန်တာပါ။လူတွေကပြင်းထန်တဲ့တုံ့ခံမှုခံစားခဲ့ကြရပါတယ်။ဒေတာခန်တဦးကတော့ဒီပောက်ကွဲမှုတွေဟာအစိုးရကမေရှုမေပန်နဲ့မိပန်းတွေစီမံခန့်ခွဲပုံမှားရွက်မှုကြောင့်ဖြစ်တယ်လို့ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်တဲ့ video ဟာ online မှာတရက်နေပါရှိနေခဲ့တာပါတရုတ်မီဒီယာတွေကနောက်တနေ့နေ့လယ်လောက်မှမှသတင်းပို့ခဲ့ကြပါတယ်နိုဝင်ဘာလ28ရက်နေ့မှာခရိုင်အရေးပေါ်စီမံခန့်ခွဲမှု video ကထုတ်ပြန်ချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်သူတို့ကနိုဝင်ဘာလ23ရက်နေ့ဇယုံမြို့နယ်မှာ BNR ကင်းရှင်ရေးဆက်စည်းမှုလုပ်နေစဉ်တရားမဝင်မေရှုမီပန်စစ်ရုံတစ်ခုကိုတွေ့ရှိခဲ့တယ်လို့ပြောပါရတယ်။ နိုဝင်ဘာလ26ရက်နေ့မှာတော့ဘီယိုရိုကမီရှူမီပန်းတွေကို B&K စွာဖျက်ဆီးဖို့ပေပတ်ကုမ္ပဏီတစ်ခုကိုငှားရမ်းခဲ့တယ်လို့ဆိုပါတယ်ဒါကြောင့်ကျဲလောင်တဲ့အတန်းမိခူနဲ့တုံခါမှုလိုင်းတွေဖြစ်ပေါ်ခဲ့ပြီးအနီအနာကပရင်းပေါက်နဲ့တခြားပစ္စည်းအချို့ပျက်စီးခဲ့တယ်လို့ပြောပါရယ်။လူလီဦးထက်မနဲ့အနှဲငယ်သောပုံပက်ဒဏ်ရာတွေလည်းရရှိခဲ့တယ်လို့သူတို့ပြောပါရယ်။ဒါပေမဲ့တချို့အင်တာနက်သုံးဆွဲသူတွေကဒီတစ်ချက်ကိုမေးခွန်းထုတ်ခဲ့ကြပါရယ်။ ဒီလိုပြင်းထန်တဲ့ပောက်ကွဲမှုကအသေးစားထိခိုက်ဒဏ်ရာလောက်ပဲရခဲ့တယ်ဆိုတာမဖြစ်နိုင်ဘူးလို့သူတို့ကပြောပါတယ်။တရားဝင်အစည်းအခမ်းစာမှာတော့တုံခါမှုလိုင်းတွေကအသေးစားပျက်စီးမှုပဲဖြစ်စေတယ်လို့ပြောပါတယ်။ဒါပေမဲ့ဒီတခန့်တွေရဲ့ဗီဒီယိုတွေကပိုပြီးကြီးမားတဲ့ပျက်စီးမှုတွေကိုပြသနေပါတယ်။တချို့လူတွေကအဲ့ဒီနေရာကိုပိတ်ဆို့ထားတယ်လို့လည်းပြောကြပါတယ်။တချို့ကတော့ရဲတွေကလူတွေကိုဗီဒီယိုတွေကိုဖျက်ပြီးအမျှဝေဖို့ပြောခဲ့တယ်လို့ဆိုပါတယ်။ နိုဝင်ဘာလ29ရက်နေ့မနက်ပိုင်းမှာတော့ vlogger တူကအဲ့ဒီနေရာကိုသွားခဲ့ပါတယ်။တကယ်တော့အဲ့ဒီနေရာကပိတ်ထားပြီးသားပါ vlogger ရဲ့ view ထဲမှာတော့မိသက်ကားတစီကအပျက်စီးတွေကိုရှင်းလင်းနေတာတွေ့ခဲ့ရပါတယ်။ရဲတွေကနေရာကိုပိတ်ဆို့ထားတဲ့အတွက်အပြင်ကနေပဲရိုက်ကူးနိုင်ခဲ့တယ်လို့သူတို့ကပြောပါတယ်။မိသက်ကားကအရာအလုံးကိုရှင်းလင်းနေပါတယ်။အဆောက်အုံတွေအလုံးဖြည့်ဆည်းခံထားရပါတယ်။ online ကတူကတော့သူ့တငယ်ချင်းတယောက်မိလောင်မှုဗီဒီယိုကို Viro 2 apps တစ်ခုမှာတင်လိုက်တော့ရဲကသူ့ကိုဆက်သွယ်ခဲ့တယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။ဒီပောက်ကွဲမှုအပြင်တရုတ်တဝက်မှာမိလောင်မှုအများအပြားမကြတိမိကလည်းဖြစ်ပွားခဲ့ပါတယ်။အများအပြားကိုတော့မီဒီယာတွေကသတင်းမပို့ခဲ့ကြပါဘူး။အင်တာနက်သုံးစွဲသူတွေတင်ထားတဲ့ဗီဒီယိုတွေကလည်းအမြန်ဖြစ်ပျက်ခံခဲ့ရပါတယ်။နိုဝင်ဘာလ28ရက်နေ့မနက်ပိုင်းမှာတော့ကွမ်တောင်ဒုံကွမ်မှာရှိတဲ့ရှီမာကြီးရွာအနီးမှာကြီးမားတဲ့မိလောင်မှုဖြစ်ပွားခဲ့ပါတယ်။ မဲမောင်နဲ့မိခိုလုံးကျေတွေမူပေါ်ကိုတက်သွားခဲ့ပါတယ်။နိုဝင်ဘာလ29ရက်နေ့ညဘက်မှာတော့ချန့်ချိန်မြို့ရှေဟူဒုတိယလမ်းမှာနောက်ထပ်မိလောင်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။နိုဝင်ဘာလ29ရက်နေ့မှာတော့ထိုင်ရုတ်ဂျန်မှာရှိတဲ့စန်ထန်ဂျီနေပညာကွန်ပဏီမှာတော့အကြီးစားမိလောင်မှုဖြစ်ပွားခဲ့ပါတယ်။မဲမောင်နေတဲ့မိခိုးတွေကိုကီလိုမီတာအတော်ကြာကနေမြင်နိုင်ခဲ့ပါတယ်။လေထဲမှာအနံ့ကအယံပြင်းထန်ခဲ့ပါတယ်။မိကမြ мян ကိုဆက်ခဲ့ပါတယ်။ မီတာတွေကအရှင်းရှင်းလင်းလင်းရှိနေခဲ့ပါတယ်။မိကလည်းနေလဲပိုင်းမှာစတင်ခဲ့တာပါ။မဲမောင်နဲ့မိခိုးတွေရုတ်တရက်ပေါ်လာပါတယ်ပြီးတော့မိတောက်တွေကအမိုးကိုရောက်သွားပါတယ်ဗီဒီယိုအများအပြားမှာတော့မိနစ်ပိုင်းအတွက်မိကပူကြီးလာတာကိုပြတ်တခဲ့ပါတယ်အဆောင်အုံကအပေါက်တွေကနေမိတောက်တွေထွက်လာခဲ့ပါတယ်အမိုးပေါ်ကတတုပြားတွေအပူတန်းကြောင်းကွေးငွက်သွားခဲ့ကြပါတယ် အနီအနာကအလုတ်သမားတွေနဲ့နေထိုင်နေသူတွေအ мян ထွက်ပြေးခဲ့ကြရပါတယ်။ထိတ်လန့်နေတဲ့အလုတ်သမားဥက္ကဆူကြီးကအပြစ်မှစုဝေးပြီးအကူအငေးတောင်းခံခဲ့ကြပါတယ်။မိသက်ကအများအပြားရောက်လာတဲ့အခါစက်ယုံရဲ့အပြစ်နယံတွေကမေလောင်နေခဲ့ပြီးပါပြီ။မိတောက်တွေဆက်ထွက်နေတော့မှာပဲ။အဲဒီနေရာမှာပလတ်စတစ်နဲ့ထုတ်ပိုးပစ္စည်းတွေအများကြီးရှိတဲ့အတွက်မိငိမ့်တက်ဖို့ကခက်ခဲခဲ့ပါတယ်။ ။ပကွဲတန်တွေလည်းကြားခဲ့ရပါတယ်။ဒေသခံအချို့ကမိတောက်တွေကအစာပိုင်းမှာပဲအမိုးကိုရောက်ခဲ့တယ်လို့ပြောပါတယ်။လေထဲမှာမီးလောင်နေတဲ့ပလတ်စတစ်ရဲ့ပြင်းထန်တဲ့အနံ့တွေပြင်းထန်ခဲ့ပါတယ်။အနီးအနားကလမ်းတွေကိုပိတ်ပျက်ခဲ့ရပါတယ်။စိတ်များစွာကစောစောပြေးလိုက်ကြရပါတယ်။တချို့လူတွေကတော့မိခိုးတွေကြောင့်ကောင်းကင်ကမဲမောင်သွားခဲ့တယ်လို့ပြောပါတယ်။စယုံတစ်ခုလုံးမီးလောင်နေတယ်လို့ပုံပေါ်နေခဲ့တာပါ။တိခိုက်တရားရမှုဒါမှမဟုတ်အကြောင်းရင်းကိုအာနာပိုင်တွေကသတိမထုတ်ပြန်ခဲ့ပြန်ပါဘူး တချို့အလုပ်သမားတွေဟာမိဟာကိုတောင်ဒါမှမဟုတ်ထုတ်လုပ်ရေးဣရိယာကနေစတင်ခဲ့တာဖြစ်နိုင်တယ်လို့ပြောပါတယ်နိုဝင်ဘာလ28ရက်နေ့မနက်ပိုင်းမှာတော့ဟူကျူလေဝူစစ်မှုဆောင်ကတရားဆက်ယုံတခုမိလောင်ခဲ့ပြန်ပါတယ်။မိတောက်တွေကြေးလာပြီးမဲမှောင်တဲ့မိခိုးတွေမူးပေါ်ကိုဖုံးလွှမ်းသွားခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲဖိုဂျန်ဝမ်ဂျန်ကွက်ရွက်ကြီးရွာမှာရှိတဲ့လမ်းပီအဆောင်အုံတခုလည်းမိလောင်ခဲ့ပါသေးတယ်။မိတောက်တွေကပြင်းထန်ခဲ့ပါတယ်။နိုဝင်ဘာ26ရက်နေ့မှာတော့ဂျန်ဆူ ဟန်ကျုံမှာရှိတဲ့ကျန်းဟိုင်းပင်လယ်အော်တိုက်ခန်းတွေမိလောင်ခဲ့ပါတယ်။မိကအဆောင်အုံတွေနဲ့လမ်းကိုလောင်ကျွမ်းခဲ့စေပါတယ်။ဒေသခံမင်းတပ်ကိုက်ဆက်ရဲ့အဖွဲ့ကတိုက်ခန်းတွေရဲ့အရှိတ်အချက်မှာဆက်လုပ်ရေးလုပ်နေစဉ်မတော်တဆမှုကြောင့်မိလောင်ခဲ့တာလို့ပြောပါတယ်။မိကိုတော့နာနဲ့9နာရီ17မိနစ်မှာမိငိန်တက်ခဲ့နိုင်ပါတယ်။ဘယ်သူမှအတန်ရမရခဲ့ဘူးလို့သူတို့ကပြောပါတယ်။နိုဝင်ဘာ25ရက်နေ့ညနေခင်းမှာကြံကွန်းအမြန်လမ်းမကြီးပေါ်မှာကားအသက်တွေတင်လာတဲ့ထရက်ကားတစ်စီးမေးလောင်ခဲ့ပါတယ်။ မီရူမှာတော့လက်ဆက်ကားတွေလုံးဝမေးလောင်ကျွမ်းသွားတာကိုပြသခဲ့ပါတယ်။နိုဝင်ဘာ29ရက်နေ့မှာတော့ဂျိုရန်ကဒါလိုတောင်မှာကြီးမားတဲ့မေးလောင်မှုဖြစ်ပွားခဲ့တဲ့ဗီဒီယိုတစ်ခု ပြသခဲ့ပြန်ပါတယ်။ညနေပိုင်းအထိမေးလောင်ခဲ့တာပါ။နိုဝင်ဘာလ26ရက်နေ့နာနဲ့9နာရီမှာသတင်းထုတ်တူကဝီကျူးအရေးပေါ်စီမံခန့်ခွဲရေးဗီဒီယိုကိုဆက်သွယ်ခဲ့ပါတယ်။ဝန်ထမ်းတွေကသူတို့ဟာနေ့လယ်2နာရီ28မိနစ်မှာအချက်ပေးသတင်းရရှိခဲ့တယ်လို့ပြောပါတယ်။ မေကိုည7:30မိနစ်လောက်မှငိမ့်သက်နိုင်ခဲ့တယ်လို့ပြောပါတယ်။ဧကအစဲဧကလောက်မေးလောင်ခဲ့တယ်လို့ခန့်မှန်းကြပါတယ်။ဘသူမှတော့တညာမြခဲ့ဘူးလို့သူတို့ကဆိုပါတယ်။မေးလောင်ရတဲ့အကြောင်းရင်းကိုစုံစမ်းဆက်ဆီးနေစေပါ။ဒါလိုတောင်ဟာဝေချိုးမြို့ရဲ့အရှိတောင်ဘက်မှာအရေးကြီးတဲ့ကီဟာစနစ်နယ်မြေတစ်ခုဖြစ်ခဲ့ပါတယ်။နိုဝင်ဘာ24ရက်နေ့ညနေဘက်မှာတော့ကွမ်ကျူပိုင်ရွမ်ခရိုင်မှာရှိတဲ့ကျန်းချူစက်ကူအဟောင်းထုတ်ပိုးဆက်ယုံမှာလည်းမေးလောင်ခဲ့ပါတယ်။ မီတာတွေကောင်းကင်ကိုမြန်တက်ခဲ့ပါတယ်မိခိုးလုံးကျတွေထွက်လာခဲ့ပါတယ်နဝမာလာ24ရက်နေ့မှာလဲရှန်ဒုံဂျီမူဒါလီအူဂျီရွာမှာမီးလောင်မှုတွေဖြစ်ပွားခဲ့ပါတယ်နဝမ်ဘာလ23ရက်နေ့ညနေမှာတော့အွန်လိုင်းဗီဒီယိုတစ်ခုကကွေရန်ကွေကျူမှာရှိတဲ့ Home Food City Warehouse မီးလောင်တာကိုပြသခဲ့ပါတယ်မိကအရန်ပြင်ထန်ခဲ့ပါတယ်အနည်းနာကစိုက်ပရှင်တွေကမိဟာအပြင်ဘက်ကိုတောင်ကနေစတင်ခဲ့တာကိုအတည်ပြုခဲ့ကြပါတယ် နောက်ပိုင်းမှာတော့အင်တာနက်သုံးဆွဲသူတွေကမိလောင်ပြီးတဲ့နောက်ရှုပ်ထွေးနေတဲ့မင်းကွန်းတွေကိုပြသတဲ့ဗီဒီယိုတွေမျှဝေခဲ့ကြပါတယ်။နိုဝင်ဘာ16ရက်နေ့မနက်ပိုင်းမှာလဲနောက်ထပ်အဆောက်အုံတစ်ခုမှမိလောင်သွားခဲ့ပါတယ်။မြန်မြန်တတိတူကတော့မနက်9နာရီလောက်မှာအဆောက်အုံနှိမ်တစ်ခုရဲ့အပေါ်ကနေမိနီတောက်တွေထွက်လာတာကိုမြင်နေခဲ့ရတယ်လို့ပြောပါတယ်။မိတောက်တွေပြင်းထန်ပြီးမိခူးလုံးကြီးတွေမူပေါ်ကိုတက်သွားခဲ့ပါတယ်။ လူတွေကမိဟအနေနာကကားပြင်ဆိုင်ကနေစတင်ခဲ့တာဖြစ်ပြီးမှတခြားအဆောက်အုံတွေစီကူးစက်ခဲ့တယ်လို့ယုံကြည်ကြပါတယ်။ဒါပေမဲ့မိလောင်ခဲ့တဲ့အဆောက်အုံရဲ့အမြင့်အတိအကျကိုတော့မသိရသေးပါဘူး။တရုတ်အနာပိုင်တွေကတီဖြစ်ရက်နဲ့ပတ်သက်ပြီးဘာအစီရင်ခံစားမှမထုတ်ပြန်ခဲ့ပါဘူး။နိုဝင်ဘာလ16ရက်နေ့မှာကွန်ဒေါင်ဟိုကျူးမှရှိတဲ့ပရိဘောကဆိုင်တစ်ခုမိလောင်ခဲ့ပါတယ်။မီတောက်တွေလည်းပြင်ထန်ခဲ့ပါတယ်။မဲမောင်နဲ့မိခိုးလုံးကြီးတွေလေထဲမှာပြင့်နှက်ခဲ့ပါတယ်။နိုဝင်ဘာလ9ရက်နေ့မနက်ပိုင်းမှာတော့ ကျွန်းချင်းမှာရှိတဲ့ကျွန်းချန်းအလူမီနီယံရဲ့အဆက်ရုံအဟောင်းအဆက်အုံမှာမိလောင်ခဲ့ပြန်ပါတယ်။မိကတော့မြန်မြန်ကိုးဆက်ခဲ့ပါတယ်။ဒါဟာဝါယာကျိုးတွေဟောင်းနှွမ်းနေပြီးအဆက်အုံမှာမိတန်ခံနိုင်ရင်လည်းပါတာကြောင့်ဖြစ်ပါတယ်။လူတွေကမိဟာပစ္စည်းကရိယာအဟောင်းတွေဖယ်ရှားနေစဉ်အတွက်စတင်ခဲ့တယ်လို့ယုံကြည်ကြပါတယ်။ ပျက်စီးကြိယာတွေကမေးပွားထွက်ပြီးအနေနာကမေးလောင်လွယ်တဲ့ပျက်စီးတွေကိုလောင်ကျွမ်းသွားခဲ့ခြင်းဖြစ်ပါတယ်။ပိုင်ရှင်ကတော့အကြီးအကျယ်ရှုံရှုံခဲ့ရပါတယ်။အကြောင်းရဆုံးဖျက်ကတော့နိုဝင်ဘာလ26ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ဟောင်ကောင်ဟုန်ဖို့တရားရုံးမေးလောင်မှုဖြစ်ပါတယ်။နိုဝင်ဘာလ29ရက်နေ့အရလူ128ဦးသေဆုံးခဲ့ပါတယ်။89ဦးဒဏ်ရာရရှိခဲ့ကြပါတယ်။လူတရာကျော်ပျောက်ဆုံးနေဆဲပါ။ 2025ခုနှစ်မတ်လ28ရက်နေ့မှာဘန်ကောက်မှာဆောက်လုပ်နေတဲ့အမျိုးသားစရင်ဆက်ယုံအဆောက်အုံဟာငလှည့်လှုပ်တဲ့အခါပြိုကျသွားခဲ့ရပါတယ်။ဘန်ကောက်မှာပြိုကျခဲ့တဲ့တခုတည်းသောအဆောက်အုံဖြစ်ပါတယ်။လူ92ဦးသေဆုံးခဲ့ကြရပါတယ်။တရုတ်ဆောက်လုပ်ရေးစနှုန်းတွေကိုအခုအခါဟောင်ကောင်ကိုယူဆောင်လာပါတယ်။2025ခုနှစ်ဇူလိုင်လမှာဟောင်ကောင်မြောက်ပိုင်းလက်စီမံကိန်းဟာပြည်မအစနှုန်းတွေကိုအသုံးပြုမဲ့ပြမဆုံးအဓိကအစီမံကိန်းဖြစ်ပါလိမ့်မယ်။ ဒါကဆောက်လုပ်ရေးအချိန်ကိုရှော့ချပါလိုက်မယ်။ဟောင်ကောင်အစိုးရကယထာလန်စာနှုန်းအသက်တွေအတွက်လည်းလှုံ့ဆော်နေပါတယ်။ဒါတွေကိုတော့နောက်ပိုင်းမှာတခြားယထာလန်စီမံကိန်းတွေမှာအသုံးပြုပါလိုက်မယ်။လူအများအပြားစိုးရိမ်နေကြပါတယ်။ကနေရာတရုတ်စာရေးဆရာရှန်ရှူက CCP စနစ်ဟောင်ကောင်ထဲဝင်ရောက်လာတာနဲ့အမျှဒီလို BNW တွေဟာအချိန်မရွေးဖြစ်နိုင်တဲ့ကိစ္စတွေပဲလို့ပြောခဲ့ပါဗါးအစုံထိကျေးဇူးအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်